ကျမ်းမာတော်မူကြပါစခင်ဗျာယခုအချိန်မှစတင်ပြီးဒီကနေ့ဂျွန်လ17ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမဒီ channel လေးကမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့စစ်တွေကန်းကိုကျွန်းကစစ်ကောင်စီစစ်စခန်းကို AA စီးနှင်းတိုက်ခိုက်စစ်ကောင်စီတပ်ဖွဲ့ဝင်ယာနဲ့ချီတေဆုံးစစ်ကောင်စီတန်ချက်ကာနစီကို AA ကမိရှုပ်ပြီးပြန်ဆုတ်လာကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ ရခိုင်ပြည်စစ်တွေမြို့နယ်ကန်းကောကျွန်းကြီးရွာမှာအခြေချတက်ဆွဲထားတဲ့စစ်ကောင်စီစခန်းကိုအရကတက်တော် AA ကမေလနောက်ဆုံးပတ်အတွင်းမှာဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့ကြောင်းစစ်တွေတရင်အရင်မြစ်ကပြောဆိုပါတယ်စစ်ကောင်စီတပ်သားများအလင်းငိုက်ဖြစ်နေချိန်မှာညာရင်းချင်း AA ကဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့ကြောင်းနဲ့တကြက်ကကာနစီကိုမိရှုဖြက်စီးပစ်ခဲ့ကြောင်းစစ်တွေတရင်အရင်မြစ်ကပြောဆိုပါတယ်မေလကုံနီဇွန်လအစောပိုင်းရက်လောက်ကပေါ်ရက်တော်တိတိကျကျမပြောဘူး မိုးအရင်ရွာနေတဲ့အချိန်စစ်ကောင်စီတပ်သားတွေအလဲငိုက်ဖြစ်နေတဲ့အချိန်မှာဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ပြောတယ်။အဲ့ဒီရွာမှာရှိတဲ့တန်ချက်ကစစ်ကားနှစ်စီးကိုလည်းမိရှုပစ်ခဲ့တယ်။ပြီးတော့မနက်ပိုင်းမှာအေအေကပြန်ဆုပ်သွားတယ်လို့ပြောတယ်လို့ဆိုပါတယ်။အဆိုပါတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားများယာနဲ့ချီတေဆုံးခဲ့ပြီးတိုက်ပွဲချမ်းမှာတေဆုံးသွားတဲ့ရုံအလောင်းများမှာအပုံနဲ့တထောင်ထောင်များကိုစစ်တွေကနေတဆင့်ရတယ်လို့စစ်တွေမျိုးစီရေးတရင်ချင်းမြများကပြောဆိုပါတယ်။အဆိုပါတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားများယာနဲ့ချီတေဆုံးခဲ့ပြီး ဒဏ်ရာရရှိခဲ့တဲ့စစ်ကောင်စီတပ်သားများကိုစစ်တွေမျိုးဆေးရုံနဲ့တက်နယ်မြေဆေးရုံများမှာဆေးကုသနေကြောင်းတရင်အရေးမြင့်များကပြောပါတယ်စစ်တွေမျိုးအနီးကျေးရွာပေါင်း20ခန်းမှာဒေသခံပြည်သူများကိုစစ်ကောင်စီကနှင်ထုတ်ထားပြီးရင်းကျေးရွာများမှာစစ်ကောင်စီကအခြေစိုက်စစ်စခန်းအခိုင်အမာတပ်ဆွဲတိစောက်ထားခြင်းဖြစ်ပါတယ်စစ်ကောင်စီတပ်ဆွဲထားတဲ့ကျေးရွာများထဲမှာဂန်းကော်ကျွန်းကျေးရွာလည်းပါဝင်ပြီးတပ်သားနေရာထပ်မင်းနဲ့တပ်ဆွဲထားကတန်ကြက်ကစစ်ကားများကိုပါချထားကြောင်းစစ်ရေးတရင်အရေးမြင့်ကပြောပါတယ် ကန်ကောကျွန်ကြီးရွာဟာစစ်ကောင်စီရဲ့ဒေတာကွက်ကဲမှုစစ်ဌာနချုပ်စစ်တွေဓာကာစစစ်တွေဌာနချုပ်နဲ့တမိုင်ကျော်သောဝေးကွာကြောင်းနဲ့စစ်တွေဒေတာခန်တူကပြောပါရယ်ကန်ကောကျွန်ကဓာကာစစစ်တွေနဲ့တိတ်မဝေးဘူးလို့ပြောရမယ်ကြက်ကိုင်းတန်ရွာကနေတွားရတဲ့ကလန်တန်မြက်လက်တက်ချောင်းငယ်တစ်ခုရဲ့ကံပေးမှာတည်ရှိတဲ့ရွာဖြစ်တယ်ဓာကာစစစ်တွေနဲ့တမိုင်ကျော်လောက်ပဲဝေးမယ်ထင်ပါတယ်ကန်ကောကျွန်ရဲ့ချောင်းတစ်ဖက်မှာဆိုရင်လဲစစ်ကောင်စီရဲ့ကာကင်စခန်းကြီးတစ်ခုရှိသေးတယ် စစ်ကောင်စီကအဲ့ဒီရောမှာတက်ဆွဲထားတာကတော့တေးကြပါတယ်။ဂန်းကောကျွန်းကနေဆက်သွားရင်ဇော်မတက်ရောအဲ့ဒီကနေဆက်သွားရင်စစ်ကောင်စီရေတက်စစ်တင်းမော်တွေရှိတဲ့ရွှေမင်းကန်စိတ်ကန်ကလတန်မြစ်ထဲကိုပောက်တာဘောလို့ဆိုပါတယ်။ကံကောကျွန်းရွာကစစ်ကောင်စီစစ်စခန်းကိုအီအီကဝင်ရောက်စီးနှင်တိုက်ခိုက်တဲ့အတွက်စစ်ကောင်စီတပ်သားများတေဆုံးပြီးအပုံနဲ့များထွက်နေတာကိုနောက်ထပ်စစ်တွေဒေသခံတအူးကလည်းအတည်ပြုထားပါတယ်။ကံကောကျွန်းကိုအီအီဝင်စီးတဲ့တဲ့ရင်ကတော့ကြားပါတယ်။ ဒါပေမဲ့ဘယ်လောက်ထိခိုက်သေးတယ်ဆိုတာတော့အတိအကျမသိရသေးဘူးစစ်ကောင်စီတပ်သားတွေအသေးများလို့အပုံနဲ့တွေရတာကတော့မှန်ပါတယ်စစ်တွေဘက်ကလေတိုက်လို့တစ်ချက်တစ်ချက်အနံ့ကမခံနိုင်ဘူးတော်တော်လေးကိုပုတ်စော်နေတာပါလို့ဆိုပါတယ်ကံကောကျွန်းတိုက်ပွဲနဲ့ပတ်သက်ပြီးအရခတ်တတော် AAR ဆက်သွယ်ဆောင်ရွက်နေပြီးအဆိုပါတိုက်ပွဲနဲ့ပတ်သက်၍စစ်ကောင်စီကတော့တစုံတရာထုတ်ပြန်ထားခြင်းမရှိသေးပါဘူးစစ်တွေမျိုးအနီးမှာစစ်ကောင်စီတပ်စခန်းများကိုအရခတ်တတော် AAR ကအလေးငိုက်ဝင်တိုက်ခြင်းနဲ့စစ်ကြောင်းများကိုကြားဖြတ်တိုက်ခိုက်ခြင်းအပြင် စနိုက်ပါနဲ့ပါပြစ်ခတ်မှုများလည်းရှိကြောင်းစစ်ရေးတရင်ရင်းမြစ်များထံကနေသိရှိရပါတယ်။စစ်ကောင်စီဘက်မှစစ်တွေမျိုးနီးပပတ်လဲမှမြေမြုံမိုင်းများထောင်ထားတာတစကန်အများပြားကိုလည်းတိုးချဲ့ထားပြီးပောက်တော်ပုံနဲ့ကျောင်းနဲ့ယတိတောင်ဘက်ကိုလက်နက်ကြီးပြစ်ခတ်မှုများမကြာခဏပြုလုပ်လျက်ရှိပါတယ်။ရင်းအပြင်အစိုးရမျိုးများနဲ့စစ်တွေမျိုးအနီးအေးအေးရှိနိုင်တယ်လို့ယူဆတဲ့နေရာများကိုလေကြောင်းတိုက်ခိုက်မှုများနဲ့စစ်သင်းမော့များကလည်းကင်းလက်ဆောင်ရွက်မှုရှိပါတယ်။ အထူးသဖြင့်ကလတန်မြစ်ဝနဲ့မေယုမြစ်ကြောတလျှောက်ပါတလိတ်စိတ်ကန်းနဲ့မင်းချောင်းတရထိတ်တို့အတိစစ်ကောင်စီစစ်တင်းမောများမှာတွားရောက်ကင်းလေကြောင်းသိရှိရပါတယ်စစ်တွေမှာစစ်ကောင်စီရဲ့ဒေသကွက်ကဲမှုစစ်ဌာနချုပ်ဒက္ကစစစ်တွေခလာရ20ခလာရ23နဲ့ခလာရ23ညခမာရ34ခမာရ35လေးအင်ဂျင်နီယာတက်အပါအဝဲအမြောက်တက်ရဲတက်ရင်စေကူးထက်မင်းရှိကြောင်းသိရှိရပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးချင်တာကတော့ဖောက်ကန့်မြို့နယ်လွန်ခင်းကြီးရွာအုပ်စုကိုရောက်ရှိနေတဲ့စစ်တပ်ကိုနှစ်ရက်ဆက်တိုက်တိုက်ခိုက်မှုစစ်ကောင်စီတပ်သား20ဦးထပ်မံတိုက်ဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာကချင်ပြည်နယ်ဖောက်ကန့်မြို့နယ်လွန်ခင်းကြီးရွာအုပ်စုကိုရောက်ရှိနေတဲ့အကြမ်းဖက်စစ်တပ်ကိုနှစ်ရက်ဆက်တိုက်တိုက်ခိုက်ရာမှာစစ်ကောင်စီတပ်သား20ဦးထပ်မံတိုက်ဆုံးခဲ့ကြောင်း KIA စီရီတရင်အရှိမြစ်ကပြောဆိုပါတယ်ဇွန်လ10ရက်နေ့မှာဖောက်ကန့်မြို့နယ်လွန်ခင်းကြီးရွာအုပ်စုမှာရှိတဲ့ မော်စီစာဖျားကုန်းမှာတက်ဆွဲထားတဲ့အကြံဖတ်စစ်ကောင်စီတပ်သားများဟာမော်စီစာတာယာကိုလုံခင်းတုတ်တန်းလုံခင်းစေးယုံနဲ့လုံခင်းကြေးရွာတို့အတွင်းကိုလက်နက်ကြီးများနဲ့ပစ်ခတ်ကာစစ်ကြောင်းထိုးလာတဲ့အတွက်ကြောင့် KNA KPDF တပ်ဖွဲ့များကစနိုက်ပါ drone လက်နက်ကြီးလက်နက်ငယ်များနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတိတွေ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်ဒီနေ့လဲမော်စီစာတဝိုက်မှာစစ်ကြောင်းထိုးလှုပ်ရှားနေတဲ့စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ KIA KPDF တွေထိတွေ့တိုက်ပွဲအနေငယ်ရှိတယ် မော်စီစာဖျားကုန်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကမော်စီစာတဝိုက်၊တာယာကုန်းတဝိုက်ကို60မမတွေနဲ့ပြစ်နေတာရှိတယ်။မော်စီစာဖျားကုန်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကလုံခင်းတုတ်တန်၊လုံခင်းစေယုံတဝိုက်ရဲ့လုံခင်းရွာတဲကိုစစ်ကြောင်းထိုးလှုပ်ရှားနေတာတွေရှိတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း KNA KPDF တပ်ဖွဲ့တွေကစနိုက်ပါနဲ့ပစ်ခတ်တာစစ်ကားတွေထိခိုက်တိုက်ဆုံမှုရှိတယ်လို့ KNA စီးရီးသတင်းအရင်းမြစ်ကပြောကြားပါတယ်။အလားတူယမန်နေ့ဇွန်လ9ရက်နေ့ကလည်း စံခါကြေးရွာတောက်ပကျေးကုမ္ပဏီတဝိုက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်သားများကို KNAK PDF ပူးပေါင်းတပ်ဖွဲ့များကစနိုက်ပါဒရုန်း40မမတို့နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုများပြားပြီးကတွယ်မောက်ကြေးရွာအတွင်းကိုဝင်ပြေးသွားကပြည်သူပိုင်ပစ္စည်းများကိုလူရက်သွားကြောင်းအလားတူမော်စီစာဖျားကောင်အနီးငွေတစ်စာလပိတ်ရည်ဆိုင်မှာထိုင်နေတဲ့စစ်ကောင်စီတပ်သားနှုတ်ကို KNAK PDF ပူးပေါင်းတပ်ဖွဲ့များကပစ်ခတ်တပ်ဖြတ်လိုက်ကြောင်းသိရှိရပါတယ် အဆိုပါနေရတာတိုက်ပွဲအတွင်းအကြံဖတ်စစ်တပ်ဘက်မှ20ဦးထပ်မင်းနဲ့တေဆုံးပြီးအကြံဖတ်စစ်ကောင်စီတပ်သားများကကတိမော်ရွာထဲမှာရှိတဲ့ပြည်သူပိုင်ပစ္စည်းများကိုဖျက်ဆီးသွားကြောင်းသိရှိရပါတယ်။မဏိဒုံးကနဲ့ဒီနေ့ပေါ့ရင်စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်20လောက်တေဆုံးတာရှိတယ်။မဏိဒုံးကအဲ့ဒီကတိမော်မှာလက်နက်ကြီးတွေ drone တွေ sniper တွေနဲ့ပစ်ခံရတော့စစ်ကြောင်းထိုးနေတဲ့အဖွဲ့တွေကတိမော်ရွာတဲကိုဝင်ပြေးတာရှိတာပေါ့ပြီးတော့ရွာတဲကဖျော်ရည်တွေပတ်စံတွေပစ္စည်းတွေဘာတွေလူရက်သွားတာရှိတယ် အင်အား600ပါစစ်ကြောင်းကကာမိုင်းလမ်းကနေဖောက်ကန့်ကိုဝင်လာတဲ့စစ်ကြောင်းကဖောက်ကန့်ကိုရောက်ပြီးကတည်းကပြည်သူတွေကိုတပ်ဖြတ်ရတာ19ရောက်ရှိပြီပြီးတော့ဒဏ်ရာရတာကလည်းအယောက်20လောက်ရှိပြီအခုလုံလုံးစေတော့မှုန်စီစာ လုံခင်စံခါအဲ့ဒီဘက်တဝက်ကပြည်သူတွေအနေနဲ့စည်ရင်နားဆွေးနေဖို့အရေးကြီးတယ်စစ်ကြောင်းထိုးနေတဲ့အတွက်စီရီလုံကြုံကြီးတတိနဲ့နေကြဖို့အရေးကြီးတယ်လို့ KIA စီရီတတိအရှိမြက်ကပြောဆိုပါတယ်။ဖောက်ကန့်မြို့နယ်အတွင်းကိုအကြမ်းဖက်စစ်တပ်စစ်ကြောင်းဝင်ရောက်လာပြီးနောက် ပြည်သူများနေထိုင်ရာကြေးရွာများအတွင်းကိုလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းကြောက်စင်းကုမ္ပဏီများကိုမီးရှို့ခြင်းပြည်သူများကိုပစ်ခတ်တပ်ဖြတ်ခြင်းများလှုပ်ဆောင်လျက်ရှိရာမှာပြည်သူ၁၉ဦးသေဆုံးပြီး20ကျော်ဒဏ်ရာရရှိထားကြောင်းသိရှိရပါတယ်။လက်ရှိမှာဖားကန့်မြို့ကိုရောက်ရှိနေတဲ့တပ်မှုဟာမိုးကောင်းမြို့နဲ့နမတီအကြားမှစက္ကခ၃တပ်မှု DSA အပတ်စဉ်၄၀နှစ်ကျောင်းစင်ဗိုလ်မှူးချုပ်ဇော်ဝင်းရောက်ရှိနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တိုက်ပွဲပြင်းထန်နေတဲ့ကြောက်ဖြူမှာအထူးစီးပွားရေးဆောင်ဆက်လက်လုပ်ကင်မယ်လို့စစ်ကောင်စီပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာအရခတ်တက်တော်အေအေနဲ့တိုက်ပွဲပြင်းထန်နေတဲ့ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာကြောက်ဖြူအထူးစီးပွားရေးဆောင်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်တဲ့ကြောက်ဖြူရေနဲ့စေကန်စီမံကိန်းကိုလှုပ်ဆောင်သွားမယ်လို့စစ်ကောင်စီကပြောပါတယ်ယမန်နေ့ဇွန်လ9ရက်နေ့ကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့မြန်မာအထူးစီးပွားရေးဆောင်ဆိုင်ရာဗဟုလုပ်ငန်းအဖွဲ့ရဲ့2025-2026ဘဏ္ဍာနှင့် ထမအကြိမ်အစည်းအဝေးမှာစစ်ကောင်စီကရင်ခဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။မြန်မာအထူးစည်းပွားရေးဆောင်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌရင်းနှီးမြှုပ်နှံမှုနဲ့နိုင်ငံခြားစည်းပွားဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာကန်စော်ကပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ကြောက်ဖြူအထူးစည်းပွားရေးဆောင်ရဲ့ကြောက်ဖြူရင်းနှီးစိတ်ကန်းစီမံကိန်းအတွက်ဥပဒေနီးဥပဒေလုံထုံးလုံနည်းများနဲ့အညီဆက်လက်ဆောင်ရွက်ရမှာဖြစ်ကြောင်းလုပ်ငန်းအဖွဲ့အစည်းအဝေးမှာပြည်ထောင်စုဝန်ကြီးဒေါက်တာကန်စော်ကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ဒါအပြင်တိလက်ဝအထူးစည်းပွားရေးဆောင်မှာ ပြပပုတ်ကုံတိုးမြင့်တင်ပို့နိုင်ရေးဆောင်ရွက်ရလိုအပ်ကြောင်းနဲ့ပြပပုတ်ကုံမြင့်တင်အောင်ဆောင်ရွက်ခြင်းဖြင့်နိုင်ငံရဲ့ကုန်သွယ်ရေးလုံငွေပြမှုကိုနည်းနိုင်သမျှနည်းအောင်ဆောင်ရွက်ရမယ်လို့လည်းဒေါက်တာကန်စောကပြောကြားခဲ့ပါတယ်။မြန်မာအထူးစည်းပွားရေးဆောင်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ဒုတိယဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးဦးထွန်းအောင်ကလည်းကြောက်ဖြူအထူးစည်းပွားရေးဆောင်စီမံကိန်းနဲ့တဝဲအထူးစည်းပွားရေးဆောင်စီမံကိန်းများအောင်မြင်စွာအကောင့်အဖော်ဆောင်ရွက်နိုင်ရေးအတွက်သက်ဆိုင်ရာဝန်ကြီးဌာနများကပူးပေါင်းဆောင်ရွက်ပေးတဲ့အတွက်ကျေးဇူးတင်ရှိကြောင်းပြောဆိုခဲ့ပါတယ်။ ကျောက်ဖြူမြို့မှာရှိတဲ့စစ်ကောင်စီတရင်များနဲ့တညဝတီရေတပ်မှတက်ဖြန့်ထားတဲ့စစ်ကြောင်းများကာကင်းစခန်းများအခြေဆိုင်စခန်းများနဲ့အာရခတက်တော်အေအေတို့ဟာကျောက်ဖြူမြို့အနီးမှာတိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပါတယ်။ကျောက်ဖြူမြို့နယ်လက်ကမောမင်းတက်တောင်းနှံဖေတောင်းစစ်မှုလက်မှုတင်းနှံချောင်းတစ်ပုတ်တောင်ကြေးရွာတဝိုင်းရေတပ်ဌာနအနီးတဝိုင်းနဲ့အမှတ်32ရေတပ်ရင်းအနီးတို့မှာစစ်ကောင်စီကတက်ဖြန့်ထားခြင်းဖြစ်ပါတယ်။ရင်းအထက်မှာလက်ကမောကာကင်းစခန်း မင်းတက်တောင်စစ်စခန်းနဲ့နန်းပေးတောင်ကကင်းစခန်းတို့ကိုအာရကတက်တော်အီအီကတင်ပိုက်ထားကြောင်းလဲမြေပြင်တရင်အရှိမြင့်များထံကနေသိရှိရပါတယ်။မေလ29ရက်နေ့ကဖြစ်ပွားခဲ့တဲ့နန်းပေးတောင်တိုက်ပွဲအတွင်းမှာစစ်ကောင်စီရဲ့တပ်မတစ်တစ်ချင်းမြန်တရင်ဌာနချုပ်မှဗိုလ်မှူးချုပ်ကျော်မျိုးအောင်အပါအဝင်နောက်ထပ်အရာရှိနဲ့တပ်သားစုစုပေါင်း9ဦးမှာအီအီရဲ့စနိုက်ပါပစ်ခတ်မှုကြောင့်တေဆုံးသွားပြီလို့သိရှိရပါတယ်။မေလ30ရက်နေ့ကဖြစ်ပွားခဲ့တဲ့မင်းတက်တောင်ကြေးရွာအနီးတိုက်ပွဲမှာလည်း စစ်ကောင်စီရဲ့တိုင်းစစ်ဦးစီးမှုပထမတန်းဒုတိယဗိုလ်မှူးကြီးအပါအဝင်စစ်တုံးမှ15ဦးကိုအေအေကအရှင်ဖမ်းဆီးရရှိခဲ့ပါတယ်။ကြောက်ဖြူတိုက်ပွဲအတွင်းအေအေရဲ့ထိုးစစ်များကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များစစ်ကြောင်းများမှကစင်ကလျက်ထွက်ပြေးနေကြောင်းလည်းသိရှိရပြီးအော်ရကာတပ်တော်အေအေကလိုက်လံရှင်းလင်းတိုက်ခိုက်နေတယ်လို့သိရှိရပါတယ်။အေအေရဲ့ကြောက်ဖြူမျိုးသိမ်းတိုက်ပွဲကြီးမှာယနေ့မနက်ဖြန်ဆိုသလိုအချိန်မရွေးဖြစ်ပေါ်လာနိုင်တဲ့အခြေအနေမှာ အာနာသိန်းစစ်ကောင်စီကကြောက်ဖြူမျိုးမှာရှိတဲ့စီမံကိန်းများကိုဆက်လက်အကောင့်ထည့်ပေါ်မယ်လို့ပြောဆိုနေခြင်းမှာလက်တွေ့မကျဟုလည်းတုံ့တက်သူများကပြောဆိုနေကြပါတယ်။မြန်မာအထူးစီးပွားရေးဆောင်ဆိုင်ရာဗဟုလုပ်ငန်းအဖွဲ့အစည်းအဝေးကိုမြန်မာအထူးစီးပွားရေးဆောင်ဆိုင်ရာဗဟုလုပ်ငန်းအဖွဲ့အဖွဲ့ဝင်ဒုတိယဝန်ကြီးများတီလဝါကြောက်ဖြူနဲ့တဝဲအထူးစီးပွားရေးဇုံတို့မှစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများအမြဲတမ်းအတွင်းဝင်များညွန်ကြားရေးမှုချုပ်များနဲ့တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။ ထပ်မံသိရှိရတဲ့သတင်းကတော့ငဖဲမြို့နယ်နယ်ရီကန်လေချောင်းရဲကာကွယ်ရေးတပ်စခန်းမှာထွက်ပြေးလာတဲ့စစ်မှုထမ်းတပ်သားတ3ဦးကိုလက်နက်ခဲယမ်းများနဲ့အတူအရှင်ဖမ်းမိခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမကွေးတိုင်းငဖဲမြို့နယ်နယ်ရီကန်လေချောင်းရဲကာကွယ်ရေးတပ်စခန်းမှာထွက်ပြေးလာတဲ့စစ်မှုထမ်းတပ်သားတ3ဦးကိုလက်နက်ခဲယမ်းများနဲ့အတူအရှင်ဖမ်းမိခဲ့ကြောင်း CDF အရှုံမှပြောရေးဆိုခွင့်ရှိသူ Slide Roaching ကဆိုပါတယ် ဇွန်လ၄ရက်နေ့မှာနေရီကန်လေကြောင်းရဲ့ကာကွယ်ရေးတပ်စခန်းမှာရှေ့တန်းကာကင်းတာဝန်ထမ်းဆောင်နေစဉ်ထွက်ပြေးလာတဲ့စစ်မှုတပ်တသား3ဦးကို Chin Defense Force အရှုတပ်ဖွဲ့မှရဲဘော်များကအရှင်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဆိုပါဖမ်းဆီးရမိတဲ့စစ်မှုတပ်တသား3ဦးထံမှ MA အမျိုးအစားလက်နက်ငယ်3လက်နဲ့ခရင်အချို့သိမ်းဆည်းရမိခဲ့ကြောင်းသိရှိရပါတယ်။နေရီကန်လေကြောင်းရဲ့ကာကွယ်ရေးတပ်စခန်းမှာတာဝန်ချထားတဲ့ ရှည်တန်းစစ်မြေပြင်မှာအပုတ်ခံထားရတဲ့ဒူတွေတော်တော်များများကတော့ပြည်သူစစ်တွေပဲဖြစ်ပါတယ်။ပြည်သူစစ်တွေပဲဖြစ်နေတော့စီရေးအတွေ့အကြုံမရှိတဲ့အပိုင်းတွေရှည်တန်းစစ်မြေပြင်ရဲ့ကြမ်းတမ်းမှုဘိုင်းတွေမခံနိုင်တဲ့အတွက်ကြောင့်မို့လို့ထွက်ပြေးလာတဲ့ဒူတွေများပါတယ်။ဒါကတော့လက်တလောအခြေအနေအရကနအူးဖမ်းမိထားတဲ့အရေးအတွက်ကိုထုတ်ပြန်ထားတာပါ။မကြခင်ရပိုင်မှာလည်းနောက်ထပ်ဖမ်းဆီးရမိတဲ့ဒူတွေကိုထပ်ပြီးတော့ထုတ်ပြန်ပေးပါအောင်မယ်။ရှည်တန်းစစ်မြေပြင်မှာတာဝန်ထမ်းဆောင်နေတဲ့ဒူတွေအနေနဲ့အထူးသဖြင့်ပြည်သူစစ်တွေအနေနဲ့ အတက်နိုင်ဆုံးတော်လန်ရေးတပ်ဖွဲ့တွေနဲ့ချိတ်ဆက်ပြီးအလေးဝင်ဖို့တိုက်တွန်းခြင်းမှတဲလို့ CDF အရှုံမှပြောရေးဆိုခွင့်ရှိသူ Slide Roaching ကပြောဆိုပါတယ်။နေရီကန်လီကျောင်းရဲ့ကာကွယ်ရေးစခန်းမှာတာဝန်ထမ်းဆောင်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေနဲ့တော်လန်ရေးတပ်ဖွဲ့များနဲ့ချိတ်ဆက်ဆက်သွယ်ပြီးအမြန်ဆုံးအလင်းဝင်ပူးပေါင်းကြရင်ချင်းကာကွယ်ရေးတပ်အရှုံကတိုက်တွန်းထားပါတယ်ခင်ဗျာ။ ဆက်လက်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ PDF များကိုနောင်ချူမှတက်ဆုတ်ခိုင်းခြင်းမရှိဘဲတိုက်ပွဲပြင်းထန်နေစေဖြစ်တယ်လို့ TNLI စုကကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချူမြို့နယ်မှာပြည်သူတော်လှန်ရေးတပ် PDF များကိုတက်ပြန်ဆုတ်ခိုင်းခြင်းမရှိဘဲတိုက်ပွဲဆက်လက်ဖြစ်ပွားနေစေလို့တအောင်းမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLI ကဇွန်လ10ရက်နေ့မှာပြောဆိုလိုက်ပါတယ်။ဒီတော်လှန်ရေးတပ်တွေပြောင်းရွှေ့ခိုင်းတာပြန်ဆုတ်ခိုင်းတယ်ဆိုတာကသတင်းတူသတင်းမှသာဖြစ်ပါတယ်။ မနေ့ကအထိအဲ့ဒီကံကြီးအုံမတိဘက်မှာအပြန်အလှန်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေဆက်လုပ်နေကြပါတယ်။တခြားအခြေအနေတွေကိုတော့အတိပြုတ်နိုင်ခြင်းမရှိသေးပါဘူးလို့ TNL ပြန်ကြားရေးတာဝန်ခံလွေးရီဦးကယနေ့ညပိုင်းမှာပြောဆိုလိုက်ပါတယ်။နောက်ချုံမြို့နယ်ကံကြီးကြည်ရွာ၊ပိန်နေကုန်းကြည်ရွာ၊ရှောက်ချံကြည်ရွာ၊လက်ပံကုန်းကြည်ရွာ၊ညောင်တောကြည်ရွာ၊နောက်ချိုကြီးကြည်ရွာတို့မှာဇွန်လ9ရက်၊10ရက်နဲ့9ရက်နေ့တို့မှာတိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း TNL ကယမန်နေ့ကထုတ်ပြန်ထားပါတယ်။နောက်ချိုမြို့မှာ TNL နဲ့အတူ တနုအမျိုးသားလွတ်မြောက်ရေးတပ်ဦး DPLA နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF များကလည်းစစ်ကောင်စီကိုပူးပေါင်းတိုက်ခိုက်နေကြခြင်းဖြစ်ပါတယ်။နောင်ချိုမြို့ကိုတစ်တုံညာနှစ်ခွန်စစ်စင်ရေးဒုတိယပိုင်း2024ဇူလိုင်လ10ရက်နေ့မှာ TNL နဲ့မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။နောင်ချိုမြို့ဟာစစ်တပ်ကတူများတီရှိရပြင်ဦးလင်နဲ့35မိုင်ခန့်သာကွာဝေးပြီးစစ်ကောင်စီကနောင်ချိုကိုပြန်လည်ရရှိရန်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပါတယ်။စစ်ကောင်စီထောက်ခံတဲ့ Telegram Channel များကတော့ နောင်ချိုဒေသတွင်းမှာရှိတဲ့ညောင်ဘေတာကိုရေမောင်းကုန်းနေရာများကိုဇွန်လ9ရက်နေ့မှာတင်ပိုက်နိုင်ခဲ့ကြောင်းဖော်ပြထားပါတယ်။ပြီးခဲ့တဲ့ April 29ရက်နေ့နဲ့28ရက်နေ့တို့မှာလည်းတရုတ်နိုင်ငံကုမင်းမြို့မှာကျင်းပခဲ့တဲ့ PSLF TNLA နဲ့စစ်ကောင်စီဆွေးနွေးပွဲမှာစစ်ကောင်စီက TNLA ကိုနောင်ချိုကြောင်မဲတီဘောမိုးမိတ်မိုးကုတ်စတဲ့မြို့များမှာပြန်လည်ဆုတ်ခွာရန်တောင်းဆိုထားကြောင်း TNLA ကမေလ2ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။ ဲ့ဒီတောင်းဆိုချက်ကို TNL ကသဘောမတူဘဲဆွေးနွေးမှုပြီးဆုံးခဲ့ပြီးလာမယ့်ဩဂတ်လမှာထပ်မံတွေ့ဆုံမယ်လို့ဖော်ပြထားပါတယ်။တစ်တုံညာနှစ်ခွန်စစ်စင်ရေးကာလအတွင်းမှာ TNL ကမန္တလေးတိုင်းမိုးကုတ်မြို့ရှမ်းပြည်နယ်နောင်ချိုတီဘောကြောက်မဲနမ်ဆန်မန်တုနမ်မတူမိုးမိတ်မိုင်းငေါ်မိုင်းလုံးကုတ်ခိုင်နမ်ခဲမြို့များကိုတိမ့်ပိုက်ထားကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့လူလူကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ပြည်သူများစွတ်တောင်းမြတ်တာပို့၍ Happy Birthday ဆု Video Challenge မှာပူးပေါင်းပါဝင်ရန် NLD Party တိုက်တွန်းကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမတရားအကျဉ်းချခံရတဲ့လူမှုကောင်းဆောင်ဒေါ်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်ဇွန်လ19ရက်နေ့မှာကြာရောက်မဲ့ဒေါ်ဆန်းစုကြည်မွေးနေ့မှာ ပြည်သူအများကစွတ်တောင်းမြတ်တာပို့တာခြင်းနဲ့ Happy Birthday ဆု Video Challenge မှာပူးပေါင်းပါဝင်ကြရန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကပြည်သူများကိုမြစ်တာရက်ခတ်တိုက်တွန်းလိုက်ပါတယ်။ ဆူတောင်းမြတ်တာပို့တာခြင်းကိုဒေါ်ဆန်းစုကြည်ရဲ့နေ့80ပြည့်မွေးနေ့ဖြစ်တဲ့2025ခုနှစ်ဇွန်လ19ရက်နေ့နနက်8:00နာရီတိတိမှာပြည်သူများကမိမိတို့နေအိမ်အတွင်းသို့မဟုတ်ရောက်ရှိရာအဆောင်အတွင်းမှာမိမိတို့ကိုယ်ကိုယ်ယုံကြည်ရာဓလေ့အတိုင်းဒေါ်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးကိုဆန္ဒပြုဆုတောင်းမြတ်တာပို့တာခြင်းကို၈မိနစ်ကြာဆောင်ရွက်ပေးကြပါရန်တိုက်တွန်းလို့ဆိုထားပါတယ်။ဒါအပြင်ဒေါ်ဆန်းစုကြည်ရဲ့တားငယ်မစ္စတာကင်ခေါ်ဦးထိန်လင်းဦးဆောင်တဲ့မွေးနေ့ဆုတောင်းစကားပြောခြင်းအစီအစဉ် Happy Birthday Suit Video Challenge မှာ Party Win 2တရက်လုံးနဲ့ပြည်တွင်းပြည်ပမှာရှိတဲ့နိုင်ငံသားအပေါင်းတို့အပြည့်အဝပူးပေါင်းပါဝင်ပေးကြပါရန်မေတ္တာရက်ခံတိုက်တွန်းကြောင်းထုတ်ပြန်ချက်မှာပါရှိပါတယ်။လူမှုကောင်းဆောင်ဒေါ်ဆန်းစုကြည်ကိုအကြမ်းဖက်စစ်တပ်ကမတရားဖမ်းဆီးထားဒီမှာယနေ့ဇွန်လ10ရက်နေ့အထိရက်ပေါင်း1590ရက်အထိရှိပြီဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။ နောက်ထပ်တော်လည်ရင်တည်တူးများနဲ့ပြန်လာခဲ့ပါမယ်မြမပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြင်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုအချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်တည်ရင်ဌာနမှာဆုတောင်းလိုက်ပါရခင်ဗျာ